လက်ပြတက်လို့ရတယ်တရိษံလေးများနံပါတ်1နေနေကတော့ကြောင်နေပဲဖြစ်ပါတယ်ကြောင်ဆေးပင်ဆိုတာကတော့ကြောင်နေသိမ့်ကြိုက်တဲ့အပင်တစ်မျိုးပါဒါပေမဲ့စားလို့ကောင်းလို့ကြိုက်တာတော့မဟုတ်ပါဘူးပြဲလို့ကောင်းလို့ကြိုက်ကြတာဖြစ်ပါတယ်ကြောင်ဆေးပင်ထဲမှာပေါဝင်တဲ့နံပါတ်လတ်3ဆိုတဲ့ဓာတ်တစ်ခုကကြောင်နေကိုဟိုက်သွားစေတဲ့သဘောရှိပါတယ်ဒါကြောင့်ကြောင်ဆေးပင်တွေကလူတွေတော့စားစရာတတ်တတ်ပဲဆိုပေမဲ့ကြောင်နေတော့ကတော့နံပါတ်တက်စရာလေးဖြစ်နေတာပါ ကြောင်အများစုကတော့စားပြီးရင်ကောင်းပြီးမှိန်းနေတတ်ကြတယ်ဆိုပေမဲ့အသီးစိတ်လွတ်သွားတဲ့ကြောင်တချို့လည်းရှိပါတယ်။အင်း။ဒါကြောင့်အိမ်ကကြောင်ကိုကြောင်ဆေးပင်နေခဏခဏကြွေးမိနေတယ်ဆိုရင်တော့စိတ်မကောင်းဘူးလို့ပဲပြောချင်ပါတယ်။တင့်ကြောင်ဆေးဆွဲနေပါပဲ။နံပါတ်2နေနည်းကတော့လပိုင်နေပါ။ငါးတွေကလည်းရေထဲမှာသာနေတယ်ဆိုပေမဲ့သွားပြီး short တက်လို့မရပါဘူး။သူတို့ကလည်းလူကြီးမင်းတို့လိုနှက်ပြီးတက်ရတာကိုကြိုက်ပါတယ်။ငါးထဲမှာမှ dolphin လို့ခေါ်တဲ့လပိုင်တွေကတော့ဆေးဆွဲနေတဲ့ငါးတွေဆိုပြီးတော့နာမည်ကြီးပါတယ်။အချိန်ပြည့်နှက်ပြီးတက်နေကြလို့ပါ။ ဘလို့တက်ကြတယ်လဲဆိုရင်တော့ငပူတင်းကိုကြိုက်ပြီးတော့တက်ကြပါတယ်ဒီကောင်လေးတက်တော့မယ်ဆိုရင်ဘောရာအပေါင်းအသင်းနေစုပြီးတော့ငပူတင်းတကောင်ကိုအရင်လိုက်ရှာကြပါတယ်အဲ့ဒီလိုနဲ့ငပူတင်းကိုတွေ့ပြီးဆိုရင်တငယ်ချင်းတွေဝိုင်းလိုက်ပြီးတော့တယောက်တစ်ကိုက်စီစကိုက်ကြပါတယ်အဲ့ငပူတင်းရဲ့ခနာကိုယ်လေးကနေအကာအကွယ်သဘောနဲ့ထုတ်လွှတ်လိုက်တဲ့အစိတ်တစ်မျိုးကလပိုင်းတွေကိုဟိုက်သွားစေလိုပဲဖြစ်ပါတယ်ဒါကြောင့်ငါးကန်နေထဲမှာငပူတင်းတကောင်နဲ့အလုရှုံတဲ့လပိုင်းတွေကိုတွေ့ရင်သွားမနှောက်ရှက်ကြဖို့အကြံပေးချင်ပါတယ်သူတို့ကလည်းလူချင်းမင်းလိုတက်နေကြတာပါနံပါတ်3နေနေကတော့ငှက်တွေပဲဖြစ်ပါတယ် ဘာရဲ့ကြောင့်မှမသိဘဲနဲ့ငှက်တွေဖြစ်တဲ့ပေါက်ကိုဝင်တိုက်ပြီးထေကြတာကိုခဏခဏမြင်ဘူးကြမယ်လို့ထင်ပါတယ်။တချို့ကလည်းငှက်တွေအဲ့ဒီလိုလာသေးရင်နမိတ်မကောင်းဘူးလို့ပြောကြပါတယ်။တကယ်တော့ဘာနမိတ်မှမဟုတ်ပါဘူး။တွေ့ကြရတဲ့ရှောက်စားပြီးတော့မူယူကွဲပြဲလာကြတာဖြစ်ပါတယ်။ငှက်အများစုကဘယ်ရီသီးတို့စပြည့်သီးတို့လိုမျိုးအင်တာနောပါတဲ့အသီးတွေကိုစားမိရင်နှက်ပြရောက်သွားတတ်တဲ့သဘောတရားရှိပါတယ်။အီသနောဆိုတာကတော့အရက်ချက်ရင်သုံးတဲ့အော်ဂန်နစ်တစ်မျိုးပါ။ဒါကြောင့်မှတ်တွေကဒီလိုအသီးတွေကိုစားမိရင်သူတို့ကိုယ်သူတို့မထိန်နိုင်မဲနဲ့အလိုလိုခေါင်းဆိုင်လာတဲ့သဘောရှိပါတယ်။ လူချင်းမျိုးမျောင်းနေခေါင်းဆိုင်နေတယ်လို့မျိုးပါ။ဒါကြောင့်ကိုရှိကိုငှက်တကောင်ဘာတန်ရမမရပဲပြုတ်ကြလာရင် အရသာထပ်တိုက်လိုက်ကြဖို့အကြံပေးကြပါမယ်။နံပါတ်၄နေနေကတော့ပြားတွေပါ။တခါတလေမှဘာရင်ကြောင့်မှမသိပဲနဲ့မြေကြီးပေါ်မှာပြားတွေလူးလိမ့်နေလေးရှိပါတယ်။ငငယ်တို့ကတော့ပြားတွေတေကန်နီးမလို့အသက်ငင်နေလို့ပဲထင်တာပါတကယ်တော့သူတို့ကဝိရီရှယ်ဆုပ်ပြီးတော့ကောင်းလာကြတာဖြစ်ပါတယ် နေရမ်းပူတဲ့အခါမျိုးတွေမှာပန်းထဲမှာရှိတဲ့ဝိရေတွေကအချင်းပေါက်တလို့ဖြစ်လာပြီးတော့အက်ကိုဟောဒင်ကိုကူပြောင်းသွားတတ်ပါတယ်။ဒါကြောင့်ဒီလိုအချင်းပေါက်နေတဲ့ပန်းတွေကပြားတွေအတွက်တော့ဘုံဆိုင်လေးလေးပဲဖြစ်ပါတယ်။မူးကျင်တဲ့ပြားတွေကပန်းကောင်းတွေကိုမဆုတ်ဘဲနဲ့ဒီလိုအချင်းပေါက်နေတဲ့ပန်းတွေကိုပဲရွေးဆုတ်ကြပါတယ်။ဒါကြောင့်လမ်းမမှာမူးပြီးမှောက်နေတဲ့ပြားတွေကိုတွေ့ရင်ဘဝတူချင်းဖိမလိုက်ကြဘူးအကြံပေးခြင်းပါတယ်။မြမငားနေတဲ့ကတော့ချက်တစ်တွေပါ။ချက်တစ်တွေကအသားပဲစားတယ်လို့အများကသိကြပါမယ်။သူတို့စားတဲ့အရွက်တစ်မျိုးလည်းရှိပါတယ်။ အဲ့ဒါကတော့မြမလိုပဲညွန့်လို့ခေါ်တဲ့ရာခဲဆိုတဲ့အရွက်တစ်မျိုးပါတခါတလေသူတို့အစာမကြေဖြစ်တဲ့အခါမျိုးတွေမှာဒီလိုအရွက်တွေကိုစားတတ်ကြပါတကယ်တော့ဒီအရွက်တွေကသူတို့အတွက်အစာချေုံတသက်ပဲမဟုတ်ပါဘူးစိတ်ကပါမူရည်ယူသွတ်သွားစီမှာဖြစ်ပါတယ်အဲ့ဒီလိုပြောလို့ကျက်တဲ့တွေထားပြီးတော့တောင်းကြမယ်ထင်နေတော့မှားသွားပါပြီစားပြီးရင်မှိန်နေတဲ့အပြင်ကိုမှတခါတလေကျက်တဲ့လိုလိုကြောင်လိုလိုပါဖြစ်သွားတတ်ပါတယ်ကြောင်နေအတွက်ကြောင်ဆေးပြီဆိုရင်ကျက်တဲ့တွေအတွက်ကတော့ပဲညွန့်မယ်ဖြစ်ပါတယ်အဆုံးလေးကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်